အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့လေကင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရနိုင်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲနိုင်ငံခြားပန်းတွေကို ပြည်တွင်းမှာစိုက်ပြီးပြပပြန်ပို့မယ်လို့စက်ကူရင်လာတဲ့မင်းအောင်လိုင်းတာဂီတာမှာပိတ်ထားတဲ့ပလီတွေကိုပြန်ဖွင့်ပေးမယ်ဆိုပြီးမဲဆွေနေရဲ့ကျန်းဖို့ကြားဖြန့်စကန်မှာအသုံးပြုတဲ့ဒီဂျစ်တယ်ငွေကြေးလင်ရဲ့ဒိုမိန်းကိုထိန်းချုပ်လိုက်နိုင်တဲ့ FAI ညိုင်မှာပါဖားတာဝန်ခံကိုပကဖားအဖွဲ့ဝင်တွေကဖမ်းဆီးရိုက်နှက်လို့တည်ဆုံးခဲ့တဲ့အကြောင်းစစ်မှုန်ထမ်းဥပဒေအရတော်လင်းအင်အားစုရဲ့ပူပေါင်းအဖြေချဖို့ MDSI တိုက်တွန်းတဲ့တွင်ဂျာမနီစစ်တပ်ရဲ့ခရင်2000ကလန်ခင်းမှာခိုးယူခံရတဲ့တွင်အဲ့လိုနိလကင်တီရရှိထားတဲ့အထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပသတင်းတွေကိုတင်ဆက်ပေးထားပါတယ် ပြည်တွင်းသတင်းတွေကိုအစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံပန်းတွေကိုပြည်တွင်းမှာစိုက်ပြီးပြပပြန်ပို့မယ်လို့စစ်ကူရင်လာတဲ့မင်းအောင်လိုင်သတင်းနဲ့ဆက်လိုက်ချင်ပါတယ်။စစ်ကော်မရှင်ကောင်ဆောင်မင်းအောင်လိုင်ကပြင်ဦးလင်ကိုပန်းမျိုးတော်အဖြစ်အကောင့်ထဲပေါ်ပြီးဒေတာပန်းတွေတာမကနိုင်ငံခြားဖြစ်ပန်းမျိုးတွေပါစိုက်ပျော်ထုတ်လုပ်ကပြပနိုင်ငံတွေတင်ပို့ဖို့လှုပ်ဆောင်မယ်လို့မနေ့ကပြင်ဦးလင်အမျိုးသားကံတော်ကြီးကိုတွားရောက်ပြီးတော့စစ်ကူရင်မီပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲဒေသဟာအထိုင်းဗီနန်တို့လိုနိုင်ငံတွေမှာစိုက်ခတ်တဲ့နှင်းစီကာနေရှင်းစတဲ့ပန်းမျိုးတွေကိုအရင်အသွေးကောင်းကောင်းနဲ့စိုက်ပျိုးဖို့အခွင့်ရှိပေမယ့်ပြပပို့မယ်ဆိုတဲ့မင်းအောင်လိုင်ရဲ့အပြောဟာစိတ်ကူးရင်မွန်းတာဖြစ်တယ်လို့စိုက်ပျိုးရေးပညာရှင်တို့ကပြောပါတယ်။လေရင်နဲ့ဖြစ်စေကားနဲ့ဖြစ်စေနိုင်ငံเจ้าကိုရောက်တဲ့အထိမညှိုးပဲလန်းဆန်းနေဖို့လိုပါတယ်။ဒီလိုဖြစ်ဖို့ကမျိုးတက်မျိုးကောင်းရွေးရှင်မှုနဲ့ပန်းပင်စီမံခန့်ခွဲမှုနည်းပညာတွေက နိုင်ငံတကာစံနှုန်းပြစ်မိဖို့လိုပါတယ်အခြေခံစားနည်းရိခာပြစ်တဲ့ဆန်ကိုတောင်အထွက်တိုးအောင်စိုက်ပျိုးစေတတ်တာအောင်မလုပ်နိုင်သေးပဲနဲ့အခုလိုပန်းကိုနိုင်ငံတကာတင်ပို့မယ်ဆိုတာကတကယ့်ကိုဟာတာပါပဲလို့ဒေါက်တာပွဲရစိုက်ပျိုးရေးပညာရှင်အမျိုးသမီးတူကပြောပါတယ်ပန်းဆိုတာအရန်ကိုပြက်စီလွယ်အကုန်စီပါဒါကိုနိုင်ငံเจ้าကိုတင်ပို့မယ်ဆိုရင်စိုက်ခင်ကနေစပြီးဝယ်သူလက်ထည်ရောက်တဲ့အထိအပူချိန်ကိုတိတိကျကျထိန်းထားနိုင်တဲ့အေးကွင်းဆက် စနစ်တစ်ခုလုံးလိုအပ်ပါတယ်အေးခန်းကအေးခန်းကူရောင်စံမီရဲ့လေစိတ်ကန်တွင်မှုတွေပါလက်ရှိမြန်မာနိုင်ငံရဲ့အခြေခံအဆောက်အုံကဒီလောက်ထိခိုင်မာမှုမရှိသေးတဲ့အတွက်ဒီစနစ်ကိုအစားအနေပြန်လည်တည်ဆောက်ဖို့ကငွေရောအချိန်ရော အများကြီးပေးရအောင်ပါပါလက်ရှိစီးပွားရေးအခြေအနေအရဒီလောက်ကြီးမားတဲ့ယင်းနှုံနယ်မှုကိုအကောင့်ထဲပို့ဖို့ခက်ခဲလိမ့်မယ်လို့သုံးသပ်ကြပါတယ် ပညာရှင်တွေဝေဖန်သလိုပါပဲအခြေခံလိုအပ်ချက်ဖြစ်တဲ့ဆန်တို့ပြောင်းလို့လို့စက်ပြေကဏ္ဍမှာနေပညာနဲ့ရှင်းလင်းညွန့်နှံမှုအားနည်းနေချိန်မှာပန်းလို့စင်ခံကုန်ပစ္စည်းကိုနိုင်ငံတကာအဆင့်မိန်ထုတ်လုပ်ဖို့ဆိုတာမင်းအောင်လှိုင်ရဲ့ဥစားပေးအမားတွေကိုပြနေရပဲဖြစ်ပါတယ်ဒုတိယအနေနဲ့တာဂက်တမှာပိတ်ထားတဲ့ဘလီတွေကိုပြန်ဖွင့်ပေးမယ်ဆိုပြီးမဲဆွင်နေတဲ့ကြံ့ဖွဲ့တဲ့င်းမှာတာဂက်တမြို့နယ်အထက်မှာကြန့်ခိုင်ရဲ့ပါတီအမတ်လောင်းတွေနဲ့ပါတီဝင်တွေရဲ့ မိတ်ဆွေစင်ဝင်ပုံစံကတော်တော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်အချောင်းကတော့ကြန့်ခိုင်ရေးကိုမေးပေးရင်ပိတ်ထားတဲ့ပလီတွေကိုပြန်ဖွင့်ပေးမယ်ဆိုပြီးသူတို့ကစီယုံနေကြတယ်လို့တေတာခန့်တွေကဆိုပါတယ်ဒါမကြသေးခင်ကနိုင်ငံလှုပ်ရှားမှုတွေကြောင်းပိတ်ထားခဲ့ရတဲ့ဘာသာရေးအဆောက်အုံတွေကိုပြန်လည်ဖွင့်လှစ်ပေးရဲဆိုတဲ့အထူးမခံတဲ့ကိစ္စရဲ့တစ်ခုကိုအသုံးပြုပြီးမိတ်ဆွေနေရဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ချက်ကကြန့်ခိုင်ရေးပါတီဟာတေတာခန့်မွတ်စလင်အတိုင်းဝိုင်းရဲ့မဲတွေကိုဆွဲဆောင်ဖို့အတွက် ဘာသာရေးဆိုင်ရာလိုအပ်ချက်ကိုအဓိကထားကစားနေရဆိုတာပြသနေပါတယ်။ဒါကနိုင်ငံပါတီတွေဟာရွက်ောက်ပွဲနီးလာရင်ဒေသခံလူထုရဲ့အခြေခံလိုအပ်ချက်တွေဒါမှမဟုတ်စစ်ခံစားမှုတွေကိုအသုံးချပြီးမဲဆွေတက်တဲ့ပုံစံမျိုးနဲ့ကန့်ညင်နေပါတယ်။အမျိုးသားရဲ့လှုပ်ရှားမှုတွေမှာပါဝင်သူဖြစ်တဲ့တင်လင်းထိုက်ဆွသူကတော့ဒီကိစ္စကိုတုံ့ပြန်ကန့်ကွက်လိုက်ပါတယ်။သူရဲ့ပြောစကားကရှင်းပါတယ်။ပိတ်ထားတဲ့ဗလီတွေသာပြန်ဖွင့်မယ်ဆိုရင် ကြံခံရေးကိုမေးမပေးတော့ဘူးလို့သူကတရားဝင်ပြောဆိုနေရပါဒေတာခန့်တွေသတင်းပေးပို့ချက်အရကြံခံရေးပါတီအမတ်တွေဟာတကယ်တမ်းမြို့နယ်အထက်ကအုပ်ချုပ်ရေးမှုတွေကိုပါ PRP ချင်းချောက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ဒီလို PRP မှုတွေကရွေးကောက်ပွဲမတမာမှုတွေကိုဖြစ်စေနိုင်တဲ့အချက်တစ်ခုပါရွေးကောက်ပွဲစနစ်ကိုလွတ်လပ်ပေးတရားမျှတမှုရှိအောင်ထိန်းသိမ်းရမယ်အုပ်ချုပ်ရေးချမ်းတရားကိုနိုင်ငံရေးပါတီကဝင်ရောက်ချင်းချောက်တာဟာမဲဆန္ဒရှင်တွေရဲ့လွတ်လပ်စွာမဲပေးပိုင်ခွင့်ကို ထိခိုက်စေနိုင်တဲ့လုပ်ရဖြစ်ပါတယ်။ဆက်လက်ပြီးကြားဖြန့် scan မှာအသုံးပြုတဲ့ digital ငွေကြေးလင်ရဲ့ domain ကိုထိန်းချုပ်လိုက်နိုင်တဲ့ FVI သတင်းကိုတင်ဆက်ပေးကြပါမယ်။ဒီတစ်ခါတော့ American က FVI ရဲ့စွမ်းဆောင်ရည်ကိုရှေ့ကျူးရမလို့ဖြစ်နေပါပြီ။မြန်မာနိုင်ငံနေဆက်မှာရှိတဲ့နမည်ဆိုးနဲ့ကြော်ကြားနေတဲ့ထိုင်းရှန်ကြားဖြန့် scan ကအမေရိကန်နိုင်ငံသားတွေကိုလိမ်လည်ဖို့အထူးအသုံးပြုနေတဲ့ online website domain တခုကို FVN ကအပြတ်သက်ဝင်ရောက်ထိန်းချုပ်သိမ်းဆည်းလိုက်ပြီလို့တရားရေးဌာနကကြေညာလိုက်ပါတယ် ဒီစကန်ရနဲ့ဝက်ကိုအစာကျွေးပြီးမှတတ်တန်နေ pitch push frame လို့ခေါ်တဲ့လိမ်လည်မုံပုံစံကိုတုံးတာပါ သူတို့ဟာအတူရောင် digital ငွေကြေးယင်းနှိမ့်နှံမုံ platform လို့ဟန်ဆောင်ထားတဲ့ website တွေကိုအသုံးပြုပြီးတားကောင်တွေကိုပတ်စံယင်းနှိမ့်ခိုင်းပါတယ်ယင်းနှိမ့်ရအခါအမျက်တွေအများကြီးရနေတဲ့အောင်လှည့်စားပြီးယုံကြည်မှုတည်ဆောက်ပါတယ်ယုံကြည်မှုအပြည့်အဝရပြီးဆိုမှတားကောင်တွေရဲ့တသက်တာစုဆောင်ငွေတွေကိုအကုန်လုံးလိမ်လည်ယူသွားတာဖြစ်ပါတယ် ဒီလိုလို့လို့အမေရိကန်တွေစီကနေတစ်နှစ်ကိုဒေါ်လာ6ဘီလီယံကနေ7ဘီလီယံအထိသူတို့ကျနေခဲ့တာပါ FBI ရဲ့ San Diego ရုံးခွဲကနေစတင်တဲ့ဒီစုံစမ်းစစ်ဆေးမှုဟာ Scan Center Strike Force လို့ခေါ်တဲ့အထူးအဖွဲ့ရဲ့ဥဆောင်မှုအောက်မှာဆောင်ရွက်ခဲ့တာပါ အခုလို domain ကိုတင်စီလိုက်ပြီဆိုတော့အဲ့ဒီ website ကိုဖွင့်ကြည့်မဲ့သူတွေဟာလိမ့်လေခံရတော့မဲ့အန်ဒီရကနေကင်းဝေးသွားပါပြီ domain မှာ fbi ကတင်စီလိုက်ပြီဆိုတော့သတိပေးစာကိုအစားထိုးတင်ထားလိုက်ပါပြီ အဗီယန်ဟာကိုကန်အပန်းနဲ့မတာရိုလိုနေပညာကုမ္ပဏီကြီးတွေနဲ့ပါပူးပေါင်းပြီးလိန်လယ်မုန်းနဲ့ဆက်ဆက်တဲ့ app တွေအကောင့်တွေကိုဖိချားနိုင်ခဲ့တာဟာဒီလိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ရမှာအစိုးရနဲ့ပုဂ္ဂလိကရဲ့ပူးပေါင်းဆောင်ရွက်မှုဘလောက်အရေးကြီးရဲဆိုတာကိုပြသနေရပါပဲဒီထိုင်းချန်ကြားဖြန့်စကန်ဟာမြန်မာနိုင်ငံကြောက်ခက်ရွာမှာတရှိပြီးတရုတ်ရာဇဝတ်ခိုင်းတွင်နဲ့ဆက်နွယ်နေုံတမကစစ်တပ်နဲ့ပူးပေါင်းထားတဲ့ DKB လိုလက်နက်ကိုင်ဖွဲ့စည်းရင်းနဲ့ပါ ပတ်သက်မှုလည်းရှိနေတယ်လို့ FBI ရဲ့စုံစမ်းမှုအရသိရပါတယ်။ထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြိုင်မှာပအဖတာဝန်ခံကိုပကဖအဖွဲ့ဝင်တွေကဖမ်းဆီးရိုက်နှက်လို့တေခဲ့ရပြီဆိုတဲ့တင်ကိုပြောပြပါဦးမယ်။မကွဲတိုင်းမြိုင်မြို့နယ်ထဲမှာနိုဝင်ဘာလ23ရက်နေ့ညကတော်တော်လေးဆိုးရွားဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရလို့ဒေသခံတွေစီကနေတစင်သိရပါတယ်။အဲ့ဒါကတော့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကနေဗအန်းကျေးပါက ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူ၃ကိုဖမ်းဆီးပြီးစစ်ဆေးရိုင်းနေရာကနေတအူးတည်ဆုံသွားတာပါဖမ်းခံရတဲ့သူတွေကတော့ဗဟန်းရွာရဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတ်တာဝန်ခံဦးလအောင်အသက်55နှစ်ခန့်နဲ့ပါအဖတ်အဖွဲ့ဝင်တွေဖြစ်တဲ့ကိုဝေလူကိုရဲလေးတို့၃ဦးပါသူတို့ရဲ့လက်ထက်က G3 နှစ်လက်နဲ့ pistol တစ်လက်ကိုလည်းပါကဖအဖွဲ့ဝင်တွေကတင်စီသွားတယ်လို့သိရပါတယ်ပါကဖအဖွဲ့ဝင်တွေဟာကားနှစ်စီးနဲ့၆လာပြီးတနက်တွင်တဲ့ချိန်ကဖမ်းသွားတာပါ ဥလာအောင်ဟာဖန်စီပင်ညရင်ချင်းမှာပဲတစ်ဆုံသွားတယ်လို့ဒေသခံအမျိုးသားတူကပြောပါတယ်အခုအချိန်ထိလဲကျန်တဲ့ပါအပါဖွင့်ဝင်နှစ်ဦးကိုဝေလူကိုရဲလေးရဲ့အချိန်တွေကိုဘယ်သူမှမသိရပဲတည်င်းအစအနာပြောင်းရဲလို့သိရပါတယ်တစ်ဆုံသွားတဲ့ဥလာအောင်ဟာ NUG ရဲ့ပါအပါတာဝန်ခံဖြစ်လာသူဖြစ်ပြီးအနာသိမ့်မိကလေးကတာဝန်ယူထားတာပါအရက်တေစာမတောက်စားသူဖြစ်တယ်လို့ရဲရွာနဲ့လည်းအဆင်ပြေသူလို့ဒေသခံတွေကပြောပါတယ် ဒေတာခန်တွေကဒီဖြစ်စဉ်အပေါ်အကြီးအကျယ်ဝေဖန်မှုမြင့်တက်နေပါတယ်။သူတို့ကဒီအချိန်တွေကို2021ခုနှစ်အာနာတိုင်းခါဇာကစစ်ကောင်စီအားဖမ်းပြီးညဖမ်းမနက်အလောင်းပြန်ပို့တဲ့ပုံစံမျိုးနဲ့တောင်နှိုင်းရှင်ပြီးဝေဖန်နေကြပါတယ်။အလောင်းလည်းပြန်မရဘူး။ဒါကတော်တော်လေးဆိုးရွားတဲ့အချိန်တွေပေါ်လို့ဒေတာခန်အမျိုးသားတူကမှတ်ချက်ပေးခဲ့ပါတယ်။ဒီလိုမျိုး NUG ထိန်းချုပ်နေမြအားကောင်းတဲ့ဒေတာတွေမှာပကပဖွင့်ဝင်တွေရဲ့တပ်ဖြတ်မှုနှိမ့်ဆက်မှုတွေရန်ဖန်ရန်ခါဖြစ်ပွားနေပြီးအချို့ဖြစ်ရတွေမှာ အရေးယူခံရတာမျိုးမရှိသေးတဲ့အတွက်ဒီဖြစ်စဉ်ဟာဒေသခံလူမှုရဲ့အစိုးရပြုပင်မှုကိုပုံမှုမြင့်တက်လာကြတာဖြစ်ပါရခင်ဗျာပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့စစ်မှုထမ်းဥပဒေအရေးတော်လင်းအင်အားစုတွေပူးပေါင်းအဖြေချဖို့ MDSI တိုက်တွန်းတဲ့အကြောင်းပါစစ်ကောင်မရှင်ကအာရမစစ်မှုထမ်းခွင်ယူနေတဲ့ကိစ္စဟာတော်လင်းအင်အားစုတွေအတွက်ရည်ရည်ဖြစ်ရှင်းရမှမဟာဗျူဟာမြောက်စင်ခွန်မှုကြီးတစ်ခုဖြစ်လာနေပါတယ်ဒီအပေါ်မှာမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလံရေးအဖွဲ့ MDSI က အရေးကြီးတဲ့အကြံပြုချက်တွေပါတဲ့အစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ MDSN ကထောက်ပြတာရှင်းပါတယ်စစ်တပ်ဟာသူတို့ရဲ့ကြီးမန်းချက်အတိုင်းအာရမစစ်မုံထမ်းဥပဒေကိုအောင်းအောင်းမြင်းမြင်းအကောင့်ထဲဖော်နိုင်နေရလို့ဆိုပါတယ်။တော်လင်းရာစုရဟာစစ်မုံထမ်းအရေးတုံ့ပြန်ဖြစ်ရှင်းနိုင်ဖို့ပြင်ဆင်လှုပ်ဆောင်မှုတွေအလွန်အားနည်းနေရလို့ MDSN ကသတိပေးလိုက်ပါတယ်။ တကယ်တမ်းမှာအစ်စ်တဲဟာသူတို့ရဲ့တံပြန်ထိုးစစ်တွေမှာဒီစစ်မုံထံတက်တာတစ်တွေကိုကောင်းကောင်းကွက်ကဲထိန်းချုပ်ပြီးအတုံးရှနေနိုင်တယ်လို့ MDSN ကသုံးသပ်ထားပါတယ်။နေဆက်တဲ့သားခြေဆိုင်စီရင်အရာရှိတူကစစ်တပ်ကအာရမနီလန်ပေါင်းစုံတုံပြီးစစ်မုံထံခေါ်နေရကိုကျွန်တော်တို့တာစီဘောကခတ်နေပြီ။ဒါပေမဲ့စစ်တပ်ထဲရောက်သွားတဲ့ပတ်စတွေကိုကျွန်တော်တို့ဖိထုတ်နိုင်ဖို့လိုတယ်လို့သူကပြောပါတယ်။သူရဲ့ပြောဆိုကြရာစစ်မုံထံတွေဟာစစ်တပ်ထံမဝင်ကြမှာ ်အာရမနီလန်ပေါင်းစုံကြောင်းရောက်သွားသူတွေဖြစ်လို့ဖိထုတ်ရတာမခတ်ဘူးလို့ဆိုပါတယ်ဒီကိစ္စကိုတော်လင်းတာဝန်ရှိသူတွေနဲ့ဒီအပိုင်းမှာကျွမ်းကျင်သူတွေအရေးကြီးပူပေါင်းအဖြေရှာဖို့လိုအပ်နေတယ်လို့သူကအလေးအနက်ထောက်ပြပါတယ်လက်ရှိမှာလန်နန်အလင်းဝင်လာသူတွေကိုစွန့်ဝင်ရှင်းမြင်တာဟာစစ်သားရဲ့အလင်းဝင်လာဖို့အတွက်လုံလောက်တဲ့အဖြစ်မဟုတ်တော့ဘူးလို့စီရင်အရာရှိကသုံးသပ်ပါတယ်နောက်ဆုံးပြပတဲ့နေအနေနဲ့ဂျာမနီစစ်တပ်ရဲ့ခင်းရ2000ခန့် လန်ခင်းမှာခိုးယူခံရတဲ့အကြောင်းကိုပြောပြရင်နေလေကင်းသတင်းတင်ဆက်မှုကိုဒီမှာတင်ကြားနာလိုက်ပြရစေခင်ဗျာဂျာမနီနိုင်ငံရဲ့ကာကွယ်ဝင်ကြီးဌာနကထွက်လာတဲ့သတင်းတစ်ခုကတော်တော်လေးကိုစွန့်ရင်ကြပါအရှေ့ပိုင်းဘတ်မြို့မှာပို့ဆောင်ရဲ့ truck ကတစ်စီးပေါ်ကနေစစ်တပ်ရဲ့ခရံအမြောက်များခိုးယူခံလိုက်ရတယ်လို့ဆိုပါတယ်အနာပိုင်းတွေကပမာဏအတိအကျကိုတရားဝင်မပြောပေမဲ့သတင်းတွေအရကြီးစံအတောင့်2000နီးပါးပျောက်ဆုံးသွားတာပါဒီအထဲမှာအရေးကြီးရယ် pistol ကြီးအတောင့်1000 ရိုင်းဖဲကျေလွတ်အတောင့်6900နဲ့မီခိုဘုံးတွေလည်းပါတယ်လို့သိရပါတယ်စစ်တကငှားရမ်းထားတဲ့အရက်သားပို့ဆောင်ရေးကုမ္ပဏီကရှင်မောင်းတူဟာနိုဝင်ဘာလ25ရက်ညပိုင်းမှာသူ့ထရက်ကားကိုလုံခြုံမှုမရှိတဲ့ကားပါကင်မှာထားခဲ့ပြီးအနည်းအနာကဟိုတယ်မှာအိပ်ခဲ့ပါတယ်နောက်နေ့စစ်ကန်ကိုပြစ်စီရောက်တော့မှခရင်တွေပြောင်းနေရကိုတွေ့ရတာပါကာကွယ်ဝင်ကြီးဌာနကတော့ဒီခင်းမျိုးတွေမှာယူနေတဲ့လက်ထည်ကိုကြောက်တာလို့မဖြစ်ပါဘူးဆိုပြီးအလင်းနဲ့ထားစိုးရင်ကြောင်ပြောပါတယ် ဂျာမနီစစ်တပ်ရဲ့စုံစမ်းစစ်ဆင်မှုအရအထူးအချက်ကတော့ဂျင်မောင်းဟာလုံခြုံတဲ့နေရာပါကြောင့်မချခဲ့ရလဲဆိုတဲ့အပေါ်မှာပါတကယ်တော့ဒီလိုပို့ဆောင်မှုတွေအတွက်လုံခြုံရေးအကူအညီနဲ့ hotline တွေပါ ရှိနေတယ်လို့သိရပါတယ်ဒီလိုခရင်ပျောက်ဆုံးမှုမျိုးဟာဆက်စနေအန်ဟုံးဒေတာမှာမကြာခဏဖြစ်ပေါ်နေရပါဩဂတ်လတုန်းကလည်းကြီးစံအတောင်60ပျောက်ဖူးခဲ့ဘူးတလို့အဲ့ဒီမတိုင်ခင်တုန်းကလည်းအတောင်180ပျောက်ခဲ့ဖူးပါတယ် ဒါပေမဲ့ဒီဖြစ်တွင်လည်းလက်ရှိကိစ္စပါဆက်ဆက်မှုရှိလဲဆိုတာတော့ချက်ချင်းအတင်မပြုတ်နိုင်သေးဘူးလို့ဆိုပါတယ်လက်ရှိမှာတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းပြီးဒီခရဲတွေဘသူခိုးယူသွားတယ်လဲဆိုတာကိုအပြင်းထန်စုံစမ်းနေပါတယ် MP ရဲ့နေလေကင်းထူးခြားသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ကနေ့စဉ်အကြမ်းလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် MP ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးလည်းတကွာ ဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ